မြတ်စွာဘုရားလောကမှာပွင့်လာတာဟာတကြလူမျိုးကပွင့်လာတာဖြစ်တော့လေတကြလူမျိုးအတွက်မဟုတ်ဘူးလောကမှာရှိသည်များအလုံးအတွက်မြတ်စွာဘုရားကဘ ഹു ဇနဟိတယဘ ഹു ဇနဒုက္ခယအများကောင်းကျိုးချမ်းသာရဖို့ ခြေနေကောင်းနေရရှိဖို့ဟိတဆိုတာအခြေနေကောင်းကိုပြောတယ်။စီပွားလုပ်ဖို့အခြေနေကောင်းနေဘဝလမ်းကြောင်းရွေးချယ်ဖို့အခြေနေကောင်းနေအဲ့ဒီအခြေနေကောင်းနေအတွက်အခြေနေကောင်းနေရမှဒုက္ခဆိုရယ်ချမ်းသာဒုက္ခရမှဖြစ်တယ်။အများသရဝါဒီအခြေနေကောင်းမှုအများသရဝါဒီချမ်းသာဖို့လူတွေနဲ့တည်း လူလောကမှာဖះပွင့်တာဖြစ်တော့လေလူသားတွေအတွက်သာမဟုတ်ဘူး32ဘုံမှာရှိကြတဲ့အသိညာရှိကြတဲ့သရဝါတွေအလုံးအတွက်ပွင့်တာဖြစ်လို့တူညီသောအကျိုးခံစားမှုကိုရရှိကြဥပမာဗာနဲ့တူတော့ဆိုရင်ကောင်းငင်ကထွက်ပေါ်လာတဲ့နေမင်းကြီးဟာအလင်းရောင်ကိုဖြန့်ကျက်တဲ့အခါမှာ ဘယ်လူမျိုးဘယ်နိုင်ငံအတွက်ရလို့မဟုတ်ဘူးအားလုံးအတွက်အလင်းရောင်ဖြန့်ကျက်ပေးတာဖြစ်တယ်။ကောင်းကင်ယံကလာပြီးနေမှာပေါ်ထွန်းလာတဲ့လာမင်းကြီးဟာလေကဘာမှာရှိကြတဲ့လူသားအားလုံးအတွက်လှပအောင်တန်းစာဆင်ပေးခြင်းသာလင်ဖြစ်တယ်။ဘသူအတွက်ရလို့ခွဲခြားတာမရှိဘူး။အထူးသဖြင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာ ဟိတနဲ့ဒုက္ခကိုဖော်ဆောင်ပေးတာပဲဖြစ်တယ်ဟိတဆိုတာအခြေအနေကောင်းတာခေါ်တယ်အခြေအနေကောင်းမှဒုက္ခဆိုတဲ့ချမ်းသာကိုရနိုင်တာဖြစ်တယ်အခြေအနေကောင်းဆိုတာဘာပြောလဲမလုံတဲ့နာကိုရှောင်ရှားခြင်းနဲ့လုံတဲ့နာကိုလုံဆောင်ခြင်းဒါဟုခြေနေကောင်းတယ်လို့ခေါ်တယ်။ဘယ်လူမျိုးပဲဖြစ်ဖြစ်မလုံတဲ့နာလုံနေသည်မ냐 ဆင်းရဲဒုက္ခနဲ့ကြုံတွေ့နေမှာဖြစ်တယ်။လှုပ်တဲ့နာမလှုပ်သေးသမျှချမ်းသာဒုက္ခကဆုံးရှုံးလက်လွတ်ဆုံးရှုံးနေမှာပဲဖြစ်တယ်။ဒါကြောင့်မို့ခိတ္တဆိုတဲ့အခြေအနေကောင်းဟာမလှုပ်တဲ့နာကိုရှောင်ရှားခြင်းလှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဒီအိဗေရပါအဲ့တော့အခြေအနေကောင်းဆိုတာစီးပွားရှာမယ်အချိန်စီးပွားရှာတယ် တရားမြတ်တဲ့စီးပွားကိုရှာတယ်ကိုကျင့်သီလမပြည့်စီးပွားရှာတယ်ဒါအခြေအနေကောင်းနေပညာသင်ရမယ့်အချိန်ပညာသင်တယ်ဒါအခြေအနေကောင်းနေကိုလူမျိုးကိုဘာသာစကားကိုရင်ကျေးမှုကိုထိမ့်သိမ်းဆောင်ရှောက်တယ်ဒါအခြေအနေကောင်းနေအဲ့ဒီအခြေအနေကောင်းတွေကိုဖော်ဆောင်နိုင်မှလူမျိုးတစ်မျိုးတိုးတက်ဖြစ်ပေါ်နိုင်တာပဲဖြစ်တယ်